်မှန်လားပါကျွန်တော်ဒီနေ့မှာတော့အလုပ်တွေအောင်မြင်ပြီးမြောက်စေဖို့အတွက်ဒီလေးလုံးဆိုတဲ့အကြောင်းအရာလေးကိုညောက်ပေးလို့ပါတယ်အဲ့ဒီအကြောင်းအရာလေးကတော့ပေါ့နော်နံပါတ်1ဒီဇိုင်းရာစန်တာပြင်ပြမှုနံပါတ်2ဒီဇိုင်းစ်ဖိနက်စ်ကျက်သားမှုနံပါတ်3ဒီတာမနေရှင်တန်တိတ်တန်ခံမှမှုနံပါတ်4ဒီစစ်ပလင်းစီကံလိုက်နာမှုလို့ဖြစ်ပါတယ် Ryan Tracy ကအချိန်စီမံခံခွဲမှုနဲ့ပတ်သက်လို့သူ့ရဲ့ time management စာအုပ်မှာလည်းပြောထားတာပါ။ဒီလေးလုံးကအချိန်စီမံခံခွဲမှုတွေမကောက်ဘောနော်။အလုပ်တစ်ခု အောင်မြင်ကြီးမားဖို့အတွက်ပါအတော်သုံးခဲ့တယ်ပေါ့ဗျာ။အလုပ်တစ်ခုလုပ်ပြီဆိုရင် လုပ်ချင်တဲ့စိတ်ဖြစ်ချင်တဲ့ဆန္ဒကလည်းအရေးကြီးဆုံးပဲပေါ့နော်။အများစုကဆန္ဒပြင်ပြကြတယ်။ဒါပေမဲ့ကောက်ရိုးမီလိုပဲခဏပဲခံနေပေါ့နော်။ ဖြစ်ချင်တဲ့စိတ်ပြင်းပြပြီးတော့ဒီဇိုင်းမမတ်နဲ့တန်တိတ်တိုင်းခိုင်ခိုင်မာမာချမှတ်ပြီးလှုပ်သွားမှသာပြင်းပြအောင်မှာဖြစ်တယ်ပေါ့နော်ဆိုကြတော့လေစန္ဒာပြင်းပြမှုတော့ရှိတယ်လှုပ်ချင်တာတွေများပြီးတော့ဝေဝါးနေကြတယ်ပေါ့ဗျာဆိုကြတော့လေအကုန်လုံးလိုက်လှုပ်ကြည့်တယ်ဒါပေမဲ့စန္ဒဝါဝါနဲ့အလုံးဖြစ်ကြပေါ့နောက်ဆုံးအရေးကြီးဆုံးကတော့ discipline ပါပဲစည်းကမ်းလိုက်နာမှုမရှိဘူးဆိုရင်ရေရှည်ခံတဲ့အောင်မြင်မှုဖြစ်မှာမဟုတ်ဘူးပေါ့ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုချမှတ်ထားတဲ့စီကံကိုလိုက်နာမှသာကြီးစောက်ထားတဲ့အခြေအနေတစ်ခုကိုရည်ရှိထိနိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့အလုပ်တွေအောင်မြင်ပြင်မြောက်စေဖို့အတွက်ဒီလေးလုံးပေါ့နော်။ဒီဇိုင်းဟာဆန္ဒပြပြမှု design finite ပြတ်သားမှု determination နဲ့ data ခိုင်မာမှု discipline ဆိုတဲ့အစည်းအဝေးလိုက်နာမှုဆိုတဲ့အကြောင်းအရာ ဒီလေးလုံးပေါ့နော်ဒါလေးကိုကိုယ်တိုင်စင်ကျင်ရအောင်ねကျွန်တော်ရဲ့ follower တွေကိုလည်းစင်ကျင်လို့ရအောင်လာပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။ဒါကတော့ဆရာဟင်းစော်ရဲ့လေးရဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်တယ်။ comment မှာလည်းမျိုးစရဲ့ team တွေကိုလည်းမှတ်ချက်ကြည့်သွားနိုင်ပါတယ်ပေါ့နော်။အဲ့တော့ကျေးဇူးတင်ပါတယ်။နောက်ထပ်ခေါင်းစဉ်တစ်ခုနဲ့ကျွန်တော်ကြွလာခဲ့